ညာမတတ်ပါ မိမဒါကဘာတွေတော့ဒုတ်ချောင်းနေအဝိုင်းနေတွန့်တက်နေနဲ့ဘဲတိမလဲရှင်သားကိုခေါ်မေးဟဲ့အောင်တူရဒါကဘာတွေတော့ဟာအဖေကလဲအဲ့ဒါကိုရီးယားစာတွေဗျကျွန်တော်အခုအဲ့ဒီဘာသာစကားကိုတက်ပြီးလေ့လာနေတာအဖေဘာမှနားမလဲပဲနဲ့ဗျအေးလေငါမသိလို့မေးတာပေါ့ငါမိမသားရဲ့မသိလေအေးစေးနေပါဖေဟာအဖေကိုရှင်းပြလဲနားလည်မှာမဟုတ်တာ ဒါဝဘေးကမိခင်ဖြစ်သူကြတော့မျက်နာလေးညိုသွားတယ်။အဖေဖြစ်သူကသူ့ရဲ့ဇနီးကိုကောင်းခါပြလိုက်တယ်။ဒီလိုနဲ့ညသာသာပြီးအိမ်အောင်ဝင်ကန်ပြီးတော့တားလို့သူဟာအမေနာကိုကပ်ပြီးအမေမုံမိုးပေးအောင်မနဲ့တင်တန်းတက်ရင်သုံးမလို့ရော့သားတတောင်းချွေတာသုံးတားတက်ချင်တာကိုတေချာတင်းလူငယ်ဆိုတာပျော်တတ်ရမယ်လေးလာတဲ့နာကိုလည်းလေးလာရမယ်။အော်ဒါနဲ့တားမိတ်သေးရင်မင်းဖေရဲ့အင်ကြီးကိုမိဘူးတိုက်ပေးလိုက်အောင်။အမေ အဖေအညီမပကုန်းသားတွေကအယောင်ဖြော့ပြီးဘာလို့ပါနေတာလဲမိခင်ဖြစ်သူဟာတော်လေးနှုတ်ဆိတ်နေပြီးမှဒါတစ်ပင်တပင်မှာအသီးတွေတီးဖို့အတွက်အကင်ခတ်တီးပင်စီရင်မရှိပဲဖြစ်ပါမလားဟာအမေကလည်းအဖေလိုပဲဘာမှမသိဘူးဘာတွေမေးမှလည်းမသိဘူးဟုတ်တယ်သားမင်းဖေကဘာမှမသိဘူးဘာမှလည်းမတတ်ဘူးသူတတ်တာနှစ်ခုပဲရှိရဲ့သားဘာတွေလဲဗျနံပါတ်1သူ့ရဲ့မိသားစုအေးအေးချမ်းချမ်းနေရဖို့ နံပါတ်1မင်းခုလိုပညာတွေတက်မြောက်ဖို့သားမှတ်ထားပါမင်းအဖေပညာမတက်ဘူးဒါဝိမဲ့သူ့လိုဟာနဲ့တော့မင်းပညာတတ်ဖြစ်နေပြီမင်းကပညာကိုသိယုံမဲ့တည်သေးတာမင်းအဖေလောက်ပညာမတက်သေးဘူးဟာဟာအမေကလည်းအဖေကမြမသားတော်ဖြောက်အောင်မေးနိုင်တာပညာတတ်ဖြစ်ပါမလားဗျအမေဖြစ်သူကတခွန်ပဲပြောလိုက်တယ်မင်းသိထားတဲ့ဖဏတ်တော်မင်းအဖေရင်ထားတဲ့ပညာတွေပါတယ်ပညာဆိုတာဘာလဲသာသိလား တီးဖို့တက်ဖို့ထာအမှားမှန်ဝေဖန်ပိုင်းခြားနိုင်တာကိုပညာလို့ခေါ်တယ်။အခုသားတင်ညာတိရွယ်ရှိသေးတယ်။ပညာရှိမဖြစ်သေးဘူးလို့အမေဖြစ်သူကပြောလိုက်ပါတော့တယ်။ဘဝမှာပညာတိ၊ပညာတတ်၊ပညာရှင်ဆိုပြီး၃မျိုးရှိပါတယ်။ကိုယ်တိုင်သိနေဖို့ထက်ကိုသိတယ်လို့သူများကိုနားလည်ဖို့လဲဝေမျှတတ်ရမယ်။အဲ့ဒီလိုဝေမျှတတ်ဖို့လဲကိုယ်တိုင်ကစမ်းသစ်လေးလာနေရမယ်။လူတယောက်ကအားလုံးကိုတိပါရဲ့ဆိုကြွေးကြော်နေပြီဆိုရင်တေကြတယ်အဲ့ဒီလူ ်ဘာမှမသိသေးပါဘူးအတန်းတက်ပြီးအကန်းဖြစ်နေသမျှတော့ပညာဆိုတာဝေးနေဦးမှာပါပဲလောကမှာမသိလို့မိုက်တာပြန်ပေးလို့ရတယ်သိပြီးမိုက်တာမှအတော်လေးကြောက်ဖို့ကောင်းတာပါအတွေ့တစ်ခုခုရရှိကြပါသည်မနှက်ပြမွေးမဲ့ကလေးလေးကနမင်းယုံမေးတယ်သူမနှက်ပြလူပြီးသွားရင် သူဟာတေးသေးလေးဘယ်သူကသူ့ကိုလက်ခံမှာလဲတဲ့နမင်းကပြန်ပြောတယ်နတ်သမီးတွေအများကြီးတွေကအနုညံ့သောနတ်သမီးကကြိုးတိုလိုက်မယ်တဲ့ ကလေးကပြန်မိတယ်။သူအခုတချင်းလေးဆိုပြီးအေးအေးဆေးဆေးနေလို့ရတယ်။ဘာလို့လူပြည်ကိုသွားရမှာလဲတဲ့။နမေးကပြန်ပြောတယ်။လူပြည်မှာရှိရဲ့နတ်သမီးကနေတိုင်းအချိန်တိုင်းမင်းကိုတချင်းနေဆိုပြီးပြောအောင်လုပ်ပေးလိမ့်မယ်တဲ့။ကလေးကပြန်မိတယ်။လူတွေပြောတဲ့စကားသူနားမလဲရင်ဘာလို့ရမလဲတဲ့။နမေးကပြန်ပြောလိုက်တယ်။နတ်သမီးကမင်းကိုစိတ်ရှိရှိနဲ့အရာရာကိုတင်းပေးလိမ့်မယ်တဲ့။ကလေးကမေးလိုက်တယ်။ ကျွန်တော်နမင်းနဲ့စကားပြောခြင်းဘယ်လိုလုပ်ရမလဲနမင်းကပြန်ပြောတယ်နတ်သမီးကမင်းကိုနမင်းကိုရှ िख ိုးတဲ့ပုံနဲ့တင်ပေးလိုက်မယ်အဲ့ဒီခါကျပြောလို့ရလိမ့်မယ်ခလေးလေးကမေးတယ်သူကြားဘူးတာ လူပြည်မှာရက်ဆက်တဲ့သူတွေများတယ်တဲ့နမင်းကပြန်ပြောတယ်လောကကြီးရဲ့ဆင်းရဲဒုက္ခတွေအခက်အခဲတွေမှန်သမျှကိုနတ်သမီးကမင်းအတွက်သတ်ဆွန်ပြီးကာကွယ်ပေးလိုက်မယ်တဲ့နောက်ဆုံးမှာခလေးလေးကနမင်းကိုမေးလိုက်တယ် ကျွန်တော်သွားတော့မယ်။နတ်သမီးရဲ့နာမည်ဘယ်လိုခေါ်လဲလို့တိုးတိုးလေးမေးလိုက်တယ်။နမင်းကပြန်ဖြေလိုက်တယ်။အမေလို့ခေါ်ရတဲ့။လူလောကထဲမှာကျွန်တော်ကိုမွေပေးခဲ့လို့ကျေးဇူးတင်ပါတယ်အမေ။ငယ်ငယ်ကလေးကကျွေးမွေးစောင့်ရှောက်လာခဲ့တာအခုသက်ရွယ်ရောက်တဲ့အထိကို စိတ်ပူနေတတ်တုံးပဲ။အဝေးရောက်နေတဲ့တာကိုစိတ်ပူလို့နေတိုင်းလဲဖုံးဆက်ပြောနေထိုင်စားတော့ရတာအဆင်ပြေလား။အလုတ်တရောလောက်ရတာအဆင်ပြေရဲ့လား။ အင်းကြီးဝယ်စားဝတ်တာအစားအရာရာကိုလိုက်ပြီးစိတ်ပူပေးတတ်တဲ့အမေအရန်လဲချက်တယ်အရန်လဲတတိယနေပါတယ်